ဒီတော့မဲ့ဆိုင်လေးရတယ်ကျေစုတော့ချစ်ချက်ဆိုင်ဆိုင်လေးကရှားတာလည်းလွယ်တယ်အဒီနားမှာလည်းလူတိမရအဲ့ဆိုတော့အမြောက်စားကြည့်ချင်လေးလိုက်ခဲ့အောင်နော်ဒီဆိုင်မှာစားဖို့တော့ဒီစီချက်ခေါက်ဆဲပေါ့နော်အဲ့လိုမျိုးကအဲ့ဒီတပွဲကို၄ရက်နဲ့စားခဲ့တာပါဟုတ်ဟုတ်တဖြည်းဖြည်းနဲ့အခုပုံလေးတော့တက်တော့ဦးလေးတို့လည်းဈေးလိုက်တက်ရတာဟုတ်ဟုတ်ကနူးနူးအေးအေးလေးကွာလုံးဝဘယ်လိုပြောမလဲအရသာကလည်းအရသာကလည်းစိတ်ရင်းပြီးတော့ ူ့ရဲ့ဒီဖတ်တုတ်အရေးလေးကစိတ်ဝင်နေတခြားဟာတွေလည်းမတူလားပို့ပြီးတော့အရသာချူရဲပေါ့နော်စီချက်ကတော့ခောက်ဆွဲနဲ့စားကြပူများရဲဆိုတော့စားလိုက်တာနဲ့ဟိုသူ့ရဲ့ဒီစီချက်ကအရသာအတီးကအဓိကလာတဲ့ပုံစံမျိုးပေါ့နော်အန်တီဗိတ်တဲ့ကြီးအားလုံးဝင်းမင်္ဂလာပါ။မြတ်ဒီနေ့မြောက်တဟုံမြို့နယ်မှာရောက်နေရ အဲမြောက်တကုံမြို့နယ်ဥမာအတိအကျပြောလို့ပြောရလို့ရှိရင်ဒီဟာပင်လုံလန်းနဲ့ပုံမင်းအောင်လမ်းတောက်မှာရောက်နေတာပေါ့နော်အဲဒီကိုဘာလို့ရောက်နေလဲဆိုတော့မြတ်ဒီနေ့ဒီနားမှာလည်းနာမည်ရှိပြီးသားဖြစ်တယ်အဲအရသာလည်းရှိရဲဈေးလုံးလင်းတင့်နဲ့အဲကျေးဇူးတော်စီတဆိုင်တို့သွားစားကြည့်မယ်ပေါ့မြတ်ဒီကိုပထမဆုံးရောက်ဖို့အာပိတ်သိက်လိုက်ခဲ့ပါဘူးကဲဒီမှာပါမိသွားမဲ့ဆိုင်ကြီးကကျေးဇူးတော်စီတဆိုင်ဆိုင်ကြီးက ရှားတာလည်းလွယ်တယ်အာဒီနားမှာလည်းလူတိမရအဲ့ဆိုတော့အာမြောက်စားကြည့်ခြင်းလေးလိုက်ခဲ့အောင်နော်ပြမောင်းနည်းနည်းပူတယ်ပေါ့နော်ဆိုင်လေးရောက်တော့အေးွားပြီးတော့ဆက်စုလိုက်အောင်ဦးမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့ပါရနေလာလဲဆိုင်နဲ့ဆက်စုလို့ပါဟုတ်ကဲ့ဟုတ်အရင်ဆုံးမေးချင်တာပေါ့နော်ဟိုဆိုင်လေးကဖွင့်တာလဲကြာနေပြီလို့လည်းသိရတယ်ဆိုတော့ဖွင့်တာတက်တန်းဘယ်လောက်ရှိပြီလဲအဲ2006ကစဖွင့်တယ်ဆိုတော့ အခု18နှစ်နေတော့ရှိပြီ။ဟုတ်18နှစ်နေတော့တော်နေနော်။ကိုရဲတို့ဒီဆိုင်မှာစားဖို့တော့ဒီစီချက်ခေါက်စောပေါ့နော်အဲ့လိုမျိုးอ่ะအဲ့ဒီတပွဲကို၄ရက်နဲ့စားခဲ့တာပါဟုတ်ဟုတ်တဖြည်းဖြည်းနဲ့အခုပုံစံတော့တက်တော့ဦးလေးတို့လည်းဈေးလိုက်တက်ရတာပါဟုတ်များတော့အပြင်ကတော့ဦးလေးတို့ကဒီဧည့်သည်တွေဈေးရနေတော့သူတို့တင်ပေးတာတွေဦးလေးတို့ကလိုက်ပြင်ပေးရတာပေါ့နော်ဧည့်သည်တွေတင်ပေးတယ်တင်ပေးတာဦးလေးတို့ကသူတို့ ်သူတို့လူကျင်တဲ့ပုံစံမျိုးရအောင် လုပ်ပေးခဲ့ပြီးတော့ဦးလေးတို့ရောင်းတဲ့အစားအစာလည်းလက်ဆက်တဲ့တန့်ရှင်းနေပါတော့ဒီနေ့စားဒီနေ့ပုံအောင်ရောင်းတယ်ဟုတ်ကုံမပဲဆိုင်ပြိတ်တယ်ပေါ့အဲ့လိုပုံစံမျိုးပေါ့နော်အဲအကြောင်းလည်းဒီလက်လက်ဆက်ဆက်ပေါ့ဒီနေ့မကူဘူးဒီဒီနေ့စားဒီနေ့စားတော့ချိန်ပြီးတော့လုပ်ပါဒါကြတော့လည်းဒီဧည့်သည်တွေလာတဲ့ချိန်ကြတော့ ကုံသွားတာနဲ့ကြုံလို့ဒီလိုအရင်မျက်နှာဘူးကိုလေးတို့ဆိုင်ဆောက်ဖွင့်တော့ဟုတ်ကဲ့ဆက်သွေးမှတ်တယ်နားမှာဆိုင်ငယ်ချင်းချင်းလေးပါအော်အဲ့ဒီကခဲ့တယ်ရတော့ဒီတဖြည်းဖြည်းနဲ့တိလာလာပြီးတော့ဟိုကအားပေးကြပါတယ်အမ်ဒီမှာနေယိုးပေါင်းကတော့ဒီစာဘောက်စာမှာအဟဲနေယိုးပေါင်းလေးကိုအဲဟိုကကြာတဲ့နဲ့မှာလိုက်နော်နေယိုးပေါင်းကြာတဲ့နဲ့ပြီးတော့အခုဒီမှာလေးကြက်ပေါင်းလေးရလဲဟိုကကောင်းတယ်လို့ကြားရဲအဲကြက်ပေါင်းလေးလေးစားကြည့်မယ်နေယိုးပေါင်းကြီးက ဟာကြာတယ်လဲမှာတာဆိုတော့ကြက်ပောင်းကိုခောက်ဆင်းနေစလိုက်တယ်အဲ့တော့ဖတ်ထုတ်ဖတ်ထုတ်လည်းရှိရလို့ကြားရဲ့နော်ဟုတ်ကဲ့ဖတ်ထုတ်ကစုံလေးဖတ်ထုတ်ကစုံလေးမဆိုအာဖတ်ထုတ်ကစုံလေးနဲ့ဟုတ်ကဲ့ပါကဲမိဖို့ချောင်းတော့ဒီဘက်မှာပါအနာအနာရောရောက်တာ ਨੇ မှွေးနေဒီကနည်းနည်းဆက်စုလိုက်မယ်ဘယ်လိုလုပ်ကြလဲဒါဒီရဲ့သဖို့ပါမိဆက်ပြလိုက်အမိဒီမှာခောက်ဆွဲတွေ့ရပေါ့ခောက်ဆွဲရအောင်ကိုကိုတိုင်း ဟာလှုပ်တာလားဒါမှမဟုတ်မှားတာလားခောက်ဆွေးကတော့ကျွန်တော်ကိုယ်တိုင်လှုပ်တာမဟုတ်ဘူးဟိုစားမြို့တွေကနေတွားဝဲတာမနေ့ပိုင်းဆိုရင်မြို့တွေကနေတွားဝဲပြီးတော့တရက်စားတရက်စားကိုအဲ့လိုလှုပ်တာဗျာဟုတ်ပမာချက်ပေါင်းကိုကြာတော့ကျွန်တော်တို့အရသာတွေအဲ့လောက်ထိရမ်းမထည့်ဘူးပေါ့နော်ချုံမိုးစီလဲပါရုံလောက်ပဲဒီလိုငံပြိုင်နေနေထည့်သူ့ရဲ့အချိုအရသာသူ့ရဲ့ကျဲ့ရဲ့အရသာပဲကျွန်တော်တို့အဓိကထားတယ်သူ့ရဲ့တဘာဝအရသာတိုင်းဟုတ်ဂျင်းတို့ဘာလို့အဲ့လိုနေနေပါပါထည့်တာပဲရှိရတဘာဝအရသာပုံများတာပေါ့ဟုတ်သွားပြီးတော့နေရာဦးလိုက်အောင်ကစတမာရောက်လာအောင်ကျေးဇူးတင်ပါတယ်ဗျာ ဟုတ်ကဲ့။ဟာမိမလာလိုက်ရေးလျှောက်ပြီ။ဒီမှာကြည့်ပါအောင်စားကြည့်ကြလေ။ဆစ်ဆရာလေးနော်လောက်ထားလေးရ။ဒီစားကြည့်စုံမယ်။ဒီမှာပမာလုံးတစ်ခုကဖတ်ထုတ်ကစွန်း။嗯နောက်တစ်မျိုးကဒီမှာနှာရိုးပေါင်းစီချက်ကိုမာမီကကြာစလေးနဲ့မှာလိုက်။ပြုံးမှတစ်ခုချင်းစီစားပြမယ်ဒါအရင်ဆုံးဘာကြီးမှားတာလဲဆိုတော့အရင်ပြောပြတယ်အဲဒါကတော့အဲစက်ပေါင်း စီချက်စီချက်ကိုဒါကြောင့်မြတ်မတူအောင်လို့ခောက်ဆွဲလေးနဲ့မှားလိုက်တယ်ကျည်ကျူရင်တွေ့ရမှာပေါ့။တိတ်စားပါအောင်။အကြီးပဲဖတ်ထုတ်က။ဟုတ်လို့ကဲ။ တ်တုတ်ကနူးနူးအီအီလေးကွာလုံးဝဘယ်လိုပြောမလဲအကြားသားကလည်းအကြားသားကလည်းစိတ်ဝင်ပြီးတော့သူ့ရဲ့ဒီဖတ်တုတ်အီလေးကစိတ်ဝင်နေအင်းဖတ်တုတ်ကလည်းရှင်းမယ်သူကဖတ်တုတ်ကိုမှဖတ်တုတ်ကိုဒီအောက်မှာအီလေးအနှစ်ကလေးပါမယ်ဒီပေါ်မှာကစုံရက်လေးလည်းအုပ်ထားတယ်ကျက်သွုံကျော်လေးနဲ့အာလုံးဝရှင်းမယ်အဘောင်းညောဖတ်ထုတ်အရင်ကြိုက်ပါရဲ့ favorite နေရောပါ သူကဒီမှာကွာအာတက်ပောင်းလေးရေးလေးလည်းပေးတာအဲတက်ပောင်းလေးလေးကတိုင်းနဲ့တောက်လို့ရရဲစမ်းလို့လည်းရအမြေကအခုအာစမ်းပြီးတော့စားကြည့်လိုက်မယ်နော်သူကဒီဟာကြောက်တခြားဟာနဲ့မတူတာပို့ပြီးတော့အာရတာချိုးရဲပေါ့နော်မနှံ့ရုံကြောက်စီချက်ကတော့ခောက်ဆွဲနဲ့စားကြပူများရဲဆိုတော့နော်စားလိုက်တာနဲ့ဟိုသူ့ရဲ့ဒီစီချက်ကအရသာအတီးကအတိကလာတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါအောင်မှအဲတခြားအသားနဲ့ရောတိုင်းအသားအရသာလေးရမယ် ်ဒီနှစ်ခုပါกว่าလဲကြတော့အဲဒီဝတ်တာဝတ်နိုင်ယူပေါင်းစီကြတော့ဒီအသားလေးကပို့ပြီးတော့ခြုံလဲပုံလဲမျိုးပေါ့နော်ဒီကတော့စက်သားရတာတခြားအရင်กว่าဟာနေရာတော့မရှိဘူးဒါမဲ့နှစ်ခုလုံးကစားလို့ပါဒါတော့တက်ပြုတ်ကြီးပဲသုံးတာဖြစ်မယ်မီးတိတ်ချာတော့မမီးကျက်တက်ပြုတ်ဖြစ်ကဲဒီမှာနောက်ဆုံးနေနဲ့ပြီးဒီမှာလက်ဆောင်ရတာရဲ့တက်ပေါင်းဒီဟာကိုအဲကိုဗစ်ကာလာတော့တောင်းဆိုမှုကြောင့်ထပ်ပြီးတော့မီလူထပ်တိုးလိုက်တာပေါ့နော် ပြီးမှတော့မြရာစီနှုံးတက်တာပြီးရတာရှိရဲကျေးဇူးတော်စစ်ချက်ဆိုင်လေးမှာစားခဲ့ရပဲဖြစ်ပါတယ်။မစားခဲ့ရလဲအဲရတကယ်လဲရတာရှိရဲစီနှုံးလေးလည်းတင်တင်နေပြီးတော့အရန်ကြိုက်တယ်ပေါ့နော်။ပိတ်သက်တီလာစားခြင်းလည်းဆိုရင်လည်းမိဆိုင်လေးစားလေးထပ်ပြောဝင်မယ်။ဆိုင်လေးစားလေးရဆိုရင်တော့မြောက်တကုံမြို့နယ်ပင်လုံလန်းနယ်ဘူမင်းအောင်လန်းထောက်မှာရှိပါတယ်။ပြီးတော့35မှတ်တိုင်အကျော်လေးနေပေါ့နော်။အဲဆိုင်လေးရရှားတာလည်းလွယ်တယ်။ပြီးတော့ဆိုင်ဖိတ်ချိန်ဖွင့်ချိန်လေးလည်းပြန်ပြောဝင်မယ်။ဆိုင်ရမနက်9:00ခွဲဆိုဖွင့်ပြီးတော့ညဆိုရင်တော့အဲ6:00 9:00လောက်ဆိုပိတ်ပါတယ်တဲ့။ပြီးတော့ အဲတနင်္ဂနွေနေ့ဆိုရင်တော့ဆိုင်းပိတ်ပါရယ်အဲပိတ်သက်တရားတကယ်လို့နှံရိုးပေါင်းလို့စက်ပေါင်းလို့စားခြင်းလဲဆိုရင်တော့၁၂နိုင်အကျော်လေးပေါ့နော်အဲ့ချိန်လောက်ဆိုပို့ပြီးတော့အဆင်ပြေတခါကြာလို့ရှိရင်လည်းကုံသွားတာမျိုးရှိတတ်တဲ့အတွက်ကြောင့်ပေါ့နော်အဲမိဟာအဲဒီနေ့လည်းအရသာရှိပြီးတော့ဒီနှုန်းတတားဆိုင်လေးကိုမိတ်ဆက်ပေးခဲ့ရပေါ့နော်နောက်ထပ်လည်းဒီလိုမျိုးဆိုင်လေးတွေကိုထပ်ပြီးတော့မိတ်ဆက်ပေးဖို့မှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုအားပေးဖို့ခေါ်ပါတယ်ရှင်